ဝန်ထမ်းတွေတော်တော်များများအမေးကြတယ်ပေါ့နော်အဘယ်ကလို့ကုမ္ပဏီမှာဟိုကိုလုပ်ရင်တိုးတက်မှာလဲဘယ်ကုမ္ပဏီမျိုးမှာရည်ရှိလုပ်တင်လဲဆိုတော့နေကြတယ်အဲ့တော့ပြောချင်တာကအာ organization culture ပေါ့နော်ကုမ္ပဏီရဲ့ organization behavior ကိုဒါမေးတာပေါ့အဲ့တော့ကိုကဘယ်လိုကုမ္ပဏီမှာရည်ရှိလုပ်ရင်လုပ်တင်လဲဘယ်လိုကုမ္ပဏီမှာလုပ်ရင်တိုးတက်မှာလဲဆိုတာကိုသိချင်ကြတယ်အဲ့တော့လာနေကြတယ်အဲ့တော့အဲ့ဒါလေးကိုဖြေးပေးချင်တာပေါ့နော်အဲ့တော့တော့မှတော့အချက်တွေအများကြီးရှိတယ်။ဆယ်ချက်လောက်ရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီရောက်သွားရင်ဒီ company အခုကိုကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်။အဲ့တော့ရောက်သွားရင်အာတချို့တွေကရာလူတို့တယ်ပေါ့ ဘလို့လူတွေရာထူးတိုးတယ်ဆိုတာကျွန်တော်ကြည့်ရမယ်အဲ့တော့ကျုပ်လူတွေကရာထူးတိုးတဲ့လူတွေအဲနောက်ပြီးတော့အတိမတ်ပြုခံရတဲ့လူတွေကအဲရိုးတဲ့ခါမှာစဖတ်တာကိုဟိုသူတို့ရဲ့လောက်ဆောင်မှုတွေကထိတိုက်တယ်ပေါ့နော်အဲ့တော့ထိတိုက်တယ်အဲဒါပေမဲ့အဲ့လိုလူတွေကကျွန်တော်ဒီရာထူးတိုးတယ်နော်သူတို့ကိုအချိန်မြောက်ခံရတယ်အဲ့တော့ချိန်မြောက်ခံတဲ့လူရာထူးတိုးတဲ့လူတွေမှန်လားမှန်လားဆိုတာကျွန်တော်ကြည့်ရမယ်နော်အဲ့တော့သူတွေကလောက်တော့တော့ကဲဒါပေမဲ့အချင်းမကောင်းဘူးအဲ့လိုလူတွေရာထူးတိုးခံရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီကုမ္ပဏီမှာမလုပ်နဲ့ပေါ့နော်အဲနောက်တစ်ချက်ကဘာလဲဆိုတော့ အဲဒီပုံတွေကအလုပ်လုပ်တဲ့နေရာမှာအလုပ်တွေကျွန်တော်အများကြီးခိုင်းတယ်နော်အလုပ်တွေအများကြီးခိုင်းတယ်အာနောက်ကျတော့ဒီအချိန်ပိုတွေအများကြီးစဉ်းစားနေတယ်အလုပ်ချိန်ဒီဘီရဲ့နောက်ပိုင်းမှာလည်းအချိန်တွေကိုအများကြီးကျွန်တော်တို့လုပ်စီလုပ်စီချင်းနေပေါ့နော်အဲ့တော့အဲ့လိုအဲ့လိုမျိုးလုပ်တာကိုကျွန်တော်တို့ဟိုကြိုက်တယ်အလုပ်ချိန်အကြာကြီးလုပ်တာတွေအချိန်ပိုလုပ်တာတွေနောက်တာမှပြန်လာတွေကိုဟိုကြိုက်တယ်ပြန်စီချင်းနေအဲ့တော့အဲ့လိုမျိုးဆိုလည်းအဲ့ဒီ company မျိုးကိုကျွန်တော်တို့ကရရှိမှာမလုပ်တဲ့လို့ပြောလို့ရတာပေါ့နော် နောက်ခုရတော့ဗာလဲဆိုတော့အာဒီကိုဒီညတာတဲ့အစ်စ်တင်နဲ့လာစားလေးဟာလာစားတော့နဲတယ်အလုပ်ကြတော့ကျွန်တော်တို့အများကြီးခိုင်းတယ်เนาะအာမိသားစုစိတ်သာမရှိဘူးမိသားစုလို့ဟိုလောက်ရမယ်ဆိုပြီးပြောပြီးတော့လာတာလာစားကြတော့ဟိုဟိုဒီမပေးခြင်းဘူးပေါ့เนาะရှော့ပြီးတော့ပေးခြင်းတယ်အဲ့တော့အဲ့လိုမျိုးဆိုလဲကျွန်တော်ဒီလိုကုမ္ပဏီမှာရေရှည်လုပ်ဖို့ကတိတ်ပြီးအဆင်မပြေဘူးเนาะနောက်တစ်ခုကဗာလဲဆိုတော့เนาะအာဒီဒီကုမ္ပဏီမှာရှိတဲ့လူတွေကเนาะကျွန်တော်တို့ဟိုရှင်းပြရင်တော့ feedback ပေးတဲ့နေရာမှာဟိုမမှန်ကန်တဲ့ feedback တွေကျွန်တော်ပေးရနော်မမှန်ကန်တဲ့ feedback ပေးတယ်အခုကြတော့ဗာလဲဆိုတော့အာဒီပြန်တစ်ခုခုမမှန်ကန်ကန်ပြန်ပြီးတော့ပြောတဲ့လူဆိုရင်ကျွန်တော်တို့မကြိုက်ဘူးပေါ့နော်ဟိုမှန်တာပြောဖို့မှန်တာပြောတာကိုမကြိုက်ဘူးပေါ့အဲ့ဒါမျိုးဆိုရင်မမှန်တာပြောပြီးတော့ထန်ဆောင်ပြီးတော့အပေါ်ရန်လုပ်နေတဲ့လူတွေဆိုရင်ဒါကြိုက်တယ်အဲ့ဒါမျိုးဆိုလဲကျွန်တော်ဒီကုမ္ပဏီမှာဟိုရေရှည်မလုပ်တင်ပေါ့နော်နောက်တစ်ချက်ကဗာလဲဆိုတော့အဲကုမ္ပဏီမှာတချို့လူတွေရှိရပေါ့နော် အဲဘလိုလူမျိုးတွေဘလိုပေါ့နော်အဲအဲ့လိုလူမျိုးဆိုရင်အဲသွားမသိနဲ့ဒီဒီလူမျိုးတော့မပြောနဲ့ဆိုပြီးတော့ဟိုအဲ့လိုမျိုးကျွန်တော်ကမခိုင်းဘူးပေါ့နော်ပြောချင်တာကအဲတိလို့မရတဲ့လူတွေများတယ်အဲဘယ်နဲ့ပတ်သက်လို့ဘာဖြစ်လို့ဆိုတဲ့အဲဒါမျိုးတွေပေါ့နော်အဲ့ဒါကကျွန်တော်ကျွန်တော် fan ဖြစ်မှုမများတာလို့ပြောတယ်ပေါ့နော်မများတာလို့ဆိုတာကခိုင်းလို့ရတဲ့လူကိုခိုင်းတယ်ခိုင်းလို့မရတဲ့လူဆိုရင်အာပြန်ပြောတဲ့လူဆိုရင်မခိုင်းရဘူးပေါ့နော်ပြောချင်တာကအာတချို့နေရာမှာဆိုရင်အာမန်နေဂျာကကိုယ့်ရဲ့ဝန်ထမ်းငွေဝန်ထမ်းကိုပြန်ကြောက်နေရတယ် တဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ရှိနေတယ်ဆိုရင်လည်းဒီပုံဒီမှာရှိရှိကျွန်တော်တို့လုပ်လို့ကိုယ့်ရဲ့ career ထုတ်တက်ဖို့အတွက်ကိုအဆင်မပြေဘူးပေါ့နော်နောက်ချက်ကဒီကိုယ့်ရဲ့ဒါထက်လူကြီးတွေကမလို့မလို့အပ်တဲ့ information တွေပေါ့နော်မလို့အပ်တဲ့အချက်လက်တွေအရေးကြီးတဲ့အချက်လက်တွေကိုပြောပြခြင်းနဲ့အချက်လက်တွေကိုမပြောဘဲနဲ့ကျွန်တော်တို့ဟိုမပြောပြဘဲနဲ့အာလှုပ်ရထားတယ်ပေါ့ပြောတင်တာမပြောရဘဲနဲ့လှုပ်ရထားတယ်နော်အဲ့ဒါမျိုးဆိုလေကျွန်တော်တို့ကဒီ company မှာဒီရှိကျွန်တော်တို့လုပ်ဖို့အဆင်မပြေဘူးပေါ့နော်အဲ့တချို့ manager တွေဆိုရင် အာဒီဒီ information တခုကိုအရေးကြီးအချက်တခုကိုဒါတို့ရဲ့ဟိုဟိုဟိုဝေးကူလာတောင်းစားမှုတို့နောက်ပြကြတော့လက်နက်တခုတို့ကျွန်တော်အသုံးချတယ်เนาะအဲ့တော့အဲ့လိုမျိုးဆိုရင်ဒီ company မှာဆိုရင်ဒီလိုမျိုးများတဲ့လူတွေများတဲ့ company မှာဆိုရင်အဲကျွန်တော်တိတ်ပြီးတော့ရေးရှိမှာဒါမလုပ်တဲ့ဘောเนาะနောက်ခုကြတော့ဗာလဲဆိုတော့ company မှာအာဒီ office politics တွေကျွန်တော်များတယ်เนาะ office politics တွေများတယ်နောက်ပြီးတော့ဘလို့အဲ့တဲ့အားတွေကိုအာအရေးမပါတဲ့အရာတွေကိုအရာပေးနေတာမျိုးတွေပေါ့เนาะပြီးတဲ့ခါကျတော့တကယ်အရေးချင်းရှိတဲ့လူတွေမဟုတ်ဘဲနဲ့ ကိုနဲ့တဲ့တဲ့လူတွေကိုနော်အနေရပေးတယ်အဲကိုကိုနဲ့တဲ့တဲ့လူတွေကဥမာဖားတဲ့လူဆိုရင်ကြိုက်တယ်ပေါ့နော်မဖားတဲ့လူဆိုရင်ဘယ်တော့တော့မကြိုက်ဘူးဆိုတော့ပုံစံမျိုးတွေရှိတယ်ဆိုတော့အဲ့ဒီကုမ္ပဏီမှာကျွန်တော်ကအာရေရှည်လုပ်လို့အဆင်မပြေဘူးနောက်တစ်ခုကဘာလဲဆိုတော့သူ့မန်နေဂျာတွေအာဌာနကောင်းဆောင်တွေတော့ပြောအာဒီရာရှိတွေပေါ့နော်လူကြီးတွေအနေနဲ့ကအပျော်ပဲများနေတယ်ပေါ့နော်အဲ့တော့တကယ်တမ်းကျတော့ပြောရတဲ့အတိုင်းမလုပ်ပဲနဲ့ เนาะမလုပ်တာရှိတယ်ပြောလာတမျိုးလုပ်တာတမျိုးရှိတယ်ပြောပြီးသွားရင်ဇက်ကပဲပြောပြီးတကယ်လုပ်ပေးတာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုရင်လည်းဒီမျိုးတွေများနေတဲ့အဲ့ကုမ္ပဏီမှာကျွန်တော်တို့မလုပ်တင်ဘူးပေါ့နော်နောက်ခုကြောက်လာပါလေဆိုတော့ micro management ပေါ့အဲ့တော့အသေးစိတ်ကျွန်တော်တို့လိုက်ပြီးတော့အာစီမံခန့်ခွဲပြီးအသေးစိတ်နေရာတကာပါနေတယ်အဲကိုနဲ့ကိုနဲ့မဟုတ်တဲ့ကို level မှာမလုပ်တင်တဲ့အလုပ်တွေကိုလည်းအသေးစိတ်ဝင်ပြီးတော့လုပ်နေတယ်အာအဲ့ဒါ micro management ပေါ့ တော့ micromanagement လုပ်ပါခြင်းရဲ့အချက်ကကျွန်တော်ခုနပြောတဲ့အချိန်မှပြောတဲ့အချက်တွေကိုပဲတော့ဒီမနန်းကိုမယုံကြည်ရသူမဟုတ်အဲတို့အနေနဲ့အာဒါကိုတို့လုပ်ရမယ်လို့ထင်နေတယ်ပေါ့နော်ပြီးရခါမှာပါလဲဆိုတော့အာချုပ်ကိစ္စတွေမှာအာကိုယ်နေရာကိုယူသွားမှာကိုပျောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးအဲ့တော့အဲ့အကြောင်းမျိုးကြောင့် micromanagement လုပ်တာရှိရဲအဲ့တော့အဲ့လိုမျိုး micromanagement လောက်တော့မှကြည့်တဲ့ company မှာဆိုလဲရေရှည်မှာအောင်မြင်ထုတ်တတ်ဖို့မလွယ်ဘူးအဲအိမ်မှာရေးရှိမှလည်းကျွန်တော်တို့ဒီ company မှာဆိုရေးရှိမှလုပ်တင်ဖို့ပေါ့နော်အဲ့တော့အဲ့ဒီအချက်လေးတွေကျွန်တော်တို့ကိုယ့်ကိုယ့်ရဲ့ company မှာကိုယ့်ရဲ့လုပ်ငန်းပြန်မှာရှိနေတယ်ဆိုရင် တတိထားကြည့်ရမယ်တော့ပြီးရဲ့ခါမှာရေရှည်ကိုတော့ဒီ company ရဲ့ culture ကအဆင်ပြေလားမပြေဘူးလားဘိုးလို့လို့ဖြစ်နိုင်လားနောက်ကြောက်ကိုတော့တိုးတက်မှုရှိလားဆိုတာအလေးလာမယ်အဲ့လိုမျိုးဟိုပြောခဲ့တဲ့အချက်ပြီးရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီ company မှာရေရှည်လို့ဖို့မတင်တော့ဘူးเนาะဒီဒီ culture ကဘာလဲဆိုတော့ဒါ group တင်တဲ့ဒါ orientation behavior ကမကောင်းတဲ့ behavior တွေရှိရဲ့ orientation culture ကမကောင်းဘူးလို့လည်းကျွန်တော်ပြောလို့ရတယ်ဒီလုပ်ငန်းကွင်ကအစိတ်တော့ဖြစ်နေတဲ့လုပ်ငန်းကွင်အဲတော့ toxic workplace လို့ပြောလို့ရတယ်။အဲဒါကြောင့်ဒီဒီ company နဲ့ဒီလုပ်ငန်းကိုကျွန်တော်တတ်နိုင်ရှောင်တင်တယ်ရေရှည်မလုပ်တင်လို့ပြောချင်တယ်เนาะ။